ခရညူတက်မာခွနဲ့ထိုင်းချုံနယ်မြေလိုင်းပွဲမြို့နယ်တားလဲအုပ်စုထဲကိုစစ်ကောင်စီတပ်ကလေရင်နဲ့ဇက်တိုက်ပုံကျဲနေတဲ့အတွက်နေအိမ်အများပြားထိခိုက်ပျက်စီးခဲ့ပြီးဒေသခံတွေဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့နယ်စပ်သတင်းရင်းမြစ်တွေကတာလင်ထားမှုပြောပါရတယ်။ ကရင်ပြည်နယ်လှိုင်းဖွဲမြို့နယ်တာလဲကျေးရွာအောက်စုမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့တာလဲဗျူဟာစခန်းကိုမေလ9ရက်နေ့ကစပြီးကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မှခုနှစ်ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကဒရုန်းတွေနဲ့စတင်ပုံကျဲတိုက်ခိုက်နေတာဖြစ်ပါတယ်။စစ်ကောင်စီတပ်ကလည်းလေရင်နဲ့မေလ9ရက်နေ့ညနေပိုင်းကစပြီးမေလ10ရက်နေ့အထိနေ့စဉ်ရက်ဆက်ပုံကျဲတိုက်ခိုက်နေခဲ့တဲ့အတွက်ကျေးရွာအတွင်းရှိဒေသခံတွေရဲ့နေအိမ်တွေထိခိုက်ပျက်စီးသွားခဲ့ရတဲ့အပြင် ဒေသခံပြည်သူတွေဟာဘေးလွယာနေရာတွေကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ KNL တပ်မခွနဲ့ဦးဆောင်တဲ့ပူပေါင်းအဖွဲ့ဟာမေလ9ရက်နေ့မနက်ပိုင်းကလှိုင်းပွဲမြို့နယ်မဲလာကျေးရွာရှိစစ်ကောင်စီရဲ့တခေါပီခွီစခန်းကုန်းကိုတိုက်ခိုက်သိမ်းယူနိုင်ခဲ့တာဖြစ်ပြီးအဲ့ဒီစခန်းကိုသိမ်းယူပြီးပြီးချင်းတာလဲကျေးရွာကတာလဲဖြူဟာစခန်းကိုထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။လှိုင်းပွဲမြို့နယ်ထိုင်းမြန်မာနယ်စပ်တောင်ရင်မြေကမ်းနာမှာ စစ်ကောင်စီတပ်ရဲ့လက်ကျန်စခန်းတွေဖြစ်ကြတဲ့မဲသဝတာလဲမဲလာ မော်ဖိုးကေနော်တရားစတဲ့စခန်းတွေတည်ရှိနေပြီအဲ့ဒီစခန်းတွေထဲမှာတာလေဗျူဟာစခန်းကဗျူဟာအဆင့်ရှိစခန်းကြီးတစ်ခုဖြစ်တယ်လို့စည်ရေးသတင်းအင်းမြစ်တွေကဆိုပါတယ်။လိုင်းပွဲမြို့နယ်တာလေကျေးရွာအုပ်စုနဲ့မဲလကျေးရွာအုပ်စုနီးဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ဒေသခံပြည်သူများချီဟာထိုင်းနိုင်ငံဗတ်ချန်းကိုထွက်ပြေးရောက်ရှိလာခဲ့ကြသလိုတိုက်ပွဲကြောင့်နေဆက်ဒေသတစ်လျှောက်လုံးကိုအနီးကပ်စောင့်ကြည့်ကလုံခြုံရေးတင်းကျပ်ထားတယ်လို့ထိုင်းသတင်းအင်းမြစ်တွေကထုတ်ပြန်ထားပါတယ်။ KNU ဖန်ခရိုင်တပ်မခုနှစ်ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကို KNL တပ်မခုနှစ်ဦးဆောင်တဲ့ပူးပေါင်းဖွဲ့ကပြီးခဲ့တဲ့2024ခုနှစ်နှစ်ကုန်ပိုင်းမှာစတင်တိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်။ KNL နဲ့ပူးပေါင်းဖွဲ့တွေဟာမာနေဘလော့ဒေတာထဲကစစ်ကောင်စီတပ်စခန်းအပါအဝင်ခလဲဒီပူးလူတူတခေါပီခွေမော်ဖားသူစခန်းတို့ကိုတိုက်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။